မြန်မာနိုင်ငံဟာပြည်တွင်းပြည်ပကိုဆက်ရမယ်ကြွေးမီကျက်ဘီလီယံ8000ကျော်ရှိတယ်လို့2024-25ဘဏ္ဍာရေးနှစ်ရဲ့ငွေစင်းဆိုင်ရာအချက်အလက်ဖော်ပြချက်အရသိရပါဗျ။စုစုပေါင်းကြွေးမီကျက်ဘီလီယံ8000ကျော်ရှိနေတာဖြစ်ပြီးအဲ့ဒီထဲမှာပြည်တွင်းကြွေးမီက4900ဘီလီယံကျော်ဖြစ်ပြီးပြည်ပကြွေးမီက2100ဘီလီယံကျော်ရှိပါတယ်။ဒီပမာဏဟာမြန်မာနိုင်ငံရဲ့လူဦးရေနဲ့ပြန်မျှတွက်မယ်ဆိုရင်ပြည်သူတို့ဦးချင်းစီရဲ့ခေါင်းပေါ်မှာ 75သိန်းခန့်ကျွေးတင်နေသလိုဖြစ်နေပါတယ်။2014ခုနှစ်ကနောက်ဆုံးကောက်ယူခဲ့တဲ့တကောင်စင်းအရာမြန်မာနိုင်ငံရဲ့လူဦးရေက50တန်းကျော်ရှိပါတယ်။ပြောချင်တာကအသုံးစိတ်ကများတယ်ရငွေနဲ့အဲ့တော့ဘတ်ဂျက်လုံငွေပြတယ်အဲ့ဒီအတွက်ကြောင့်မဟုတ်လို့ဒီအနာသိမ့်ပြီနောက်ပိုင်းမှာပိုးပြီးပိုးပြီးများလာရခန်းတို့ GDP ရဲ့ကြည့်ရင်35ခန်းလို့ရှိဒါပေမဲ့သူအနာမသိငင်နဲ့နော်အနာသိစာပေါ့မသိငင်နဲ့ဆိုရင်ဘူးနှစ်ဆလောက်တက်လာတယ်အနာသိနဲ့နှစ်နဲ့စာရင်ကိုပဲ တိတ္တသမတဆ1.78%တော့တက်တယ်တွေ့ပြီပြီကျွန်တော်ဟုတ်လားနော်နှစလေးနေတက်တယ်အာနာမသိငယ်ချင်းနေကိုဗစ်ဖြစ်ပြန်ဆိုရင်နှစတက်တယ်ဒါပြည်တွင်းကျွန်းကြီးဘာကြောင့်လဲလူတဲ့ငွေတွေကိုရိုက်ထုတ်တာရှင်းပြီနော်အဲ့တော့အာနာသိတော့ပို့ဆိုတာပေါ့အတုံးသေးတရားများတယ်မလျှော့ဘူးလူငွေကနေလာတယ်ဘာလို့ဆိုတော့ဟိုပြည်သူတွေအားလုံးကခုခံတာဟိုသူတို့လားဟို PDF တွေလည်းပေါ်လာဆိုတော့အဲ့ဒီမှာ30တရားမလျှော့ဘူးအဲ့ဒါ30မှလည်းဒီကစစ်30ကများတယ် 2024-25ဘဏ္ဍာနှစ်အတွက်ကျပ်ဘီလီယံ9600ကျော်ထက်ပိုမချေရဘူးလို့ရာသုံးဆိုင်ရာဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားပေမဲ့အာဏာသိမ်းစစ်ကောင်စီကမူဝါဒကန့်သတ်ချက်ကိုထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။လက်ရှိကျွေးမိပမာဏဟာနိုင်ငံရဲ့ပြည်တွင်းအသက်တင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့90%ခန့်နှုန်းထက်ကျော်လွန်နေတာကြောင့်မြန်မာနိုင်ငံရဲ့ကျွေးမိအခြေအနေဟာစိုးရိမ်ဖွယ်ရာအဆင့်ကိုရောက်ရှိနေပြီးစီးပွားရေးအရအနေရရှိတဲ့အဆင့်တစ်ခုဖြစ်နေတယ်လို့စီးပွားရေးပညာရှင်ကမှတ်ချက်ပြုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့2020-2021ဘဏ္ဍာနှစ်ကစပြီးကျွေးမီက GDP ရဲ့90ရာခိုင်နှုန်းကျော်ကိုစတင်ကျော်လွန်လာခဲ့တာဖြစ်ပြီး2022-2023ဘဏ္ဍာနှစ်မှာကျွေးမီအမြင့်ဆုံးအဖြစ်55.55ရာခိုင်နှုန်းအထိရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။2023-2024ဘဏ္ဍာနှစ်မှာကျွေးမီက90.24ရာခိုင်နှုန်းအထိအနည်းငယ်ပြန်ကျတယ်လို့ဖော်ပြထားပေမဲ့ World Economy ရဲ့ခန့်မှန်းချက်အရ2024နှစ်ကုန်မှာ 60.8ခန်းနှုန်းအထိပြန်တက်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါဟာပိုပြီးစိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုကိုဖော်ပြနေတာဖြစ်ပါတယ်။အဲ့တော့ကျွေးမြီတွေကများနေတယ်များတဲ့အခါမှာဘာဖြစ်လဲကျွေးထူတော့အဲ့ဒီကပြည်သူပြည်သားတွေကဝန်တော့မှုဖြစ်တာပေါ့အဲ့လိုကျွေးထူတဲ့အခါမှာအဲ့ဒီကနောင်မျိုးဆက်တွေအတွက်အကျွေးဆက်ရတော့မှာပေါ့တို့နိုင်ငံကပြဿနာမေခန်းနဲ့မထူတို့နိုင်ငံက isolate လုပ်ထားတာဖိတ်ဆိုထားတဲ့အခါကျတော့ तू ကတနက်ပြပြီးတော့အာနာရှင်က common economy နဲ့သွားတယ်ခေါ်တယ် နော်အမိပေးတဲ့ CUS နဲ့ဖြစ်တော့လူလူကစကားစီးခါနဲ့ဘာမှပြန်မပြောနိုင်လုတ်ချင်အောင်လုတ်တယ်နော်ဒါကသူများနိုင်ငံတော့မဟုတ်ဘူးပေါ့ဘာလို့ဆိုတကယ် market economy တော့တဲ့နိုင်ငံကြီးကျတော့သူကတကယ်ကိုချင်းနဲ့ကန်းနဲ့လုတ်ရတာနော်အဲ့လိုသွေးတွေထူလာလို့ခုန budget တွေကလုံငွေပြမယ်ကုန်သွေးလုံငွေပြလို့စုစုပေါင်းတိုင်းပြည်ရဲ့အကျွေးတွေထူလာတဲ့အခါမှာဘာဖြစ်လာဆိုတော့အကျိုးဆက်ပြတက်ကအနေဆုံးတော့ဘာဖြစ်လာမလဲ ဒီနည်းမျိုးနံမှုတွေကြတာပေါ့အဲ့လိုမျိုး budget တွေနော်လုံငွေတွေပြလို့ budget လုံငွေပြတော့နိုင်ငံခြားချင်းမှုရောက်မယ်ဖြစ်ဖြစ်လုံငွေပြတဲ့အခါမှာတိုင်းပြည်တွေမှာကျွေးတွေထူးလာပြီဆိုရင်အဲ့နိုင်ငံမှာပါဖြစ်လို့ဆိုတော့ငွေကြေးဖောင်းပွားလာဝေတံမှုကြလာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2019-2020ဘဏ္ဍာနှစ်မှာကျွေးမီပမာဏက42.24အထိတက်ခဲ့ပေမဲ့ဒါဟာကိုဗစ်ကပ်ရောဂါအခြေအနေကြောင့်ဖြစ်တယ်လို့ပညာရှင်တွေကထောက်ပြပါဗျာ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာကာကွယ်ရေးအသုံးစိတ်ကြီးမားမှုဘတ်ဂျက်လုံငွေပြမှုဝင်ငွေကျဆင်းမှုငွေကြေးဖောင်းပွားမှုတွေကြောင့်အခြေအနေတွေကပိုဆိုးရွားလာနေတာဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံရဲ့ကျော်ဝချမ်းသာမှုကိုအဓိကအားဖြင့် GDP နဲ့တိုင်းတာလေးရှိပြီးပို့ကုန်သွင်းကုန်စတဲ့ကုန်သွယ်ရေးအချက်အလက်တွေအခွန်ကောက်ခံမှုနဲ့ပြည်တွင်းကုန်ထုတ်လုပ်မှုစွမ်းအားတို့ပေါ်မူတည်ပြီးတွက်ချက်ပါတယ်။နေဆက်ကုန်သွယ်ရေးအရာအဓိကရေးပါတဲ့မြို့တွေကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်လိုက်တာ ဆွလွန်လိုက်ရတဲ့နေမြေတွေမှာအခွန်ကောက်ကံမှုယွန်နေသွားတာတွေနဲ့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေရဆိုင်းသွားတာကစစ်ကောင်စီရဲ့ဝင်ငွေကိုအနှုတ်လက္ခဏာပြစေပါတယ်။ဒါအပြင်စစ်ကောင်စီဟာ2023ခုနှစ်မှာကာကွယ်ရေးအသုံးစရိတ်ကိုကျပ်ဘီလီယံ9600ကျော်အထိစံချိန်တင်သုံးစွဲမှုတွေဟာဘတ်ဂျက်လုံငွေပြဿနာကိုပိုပြီးဆိုးရွားစေခဲ့ပါတယ်။